ျွန်တော်မိတ်ဆွေများမင်္ဂလာပါဗျဒီနေ့ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လာပါရှင်လန်းစေတဲ့ကျတရားနီလန်းလေးတစ်ခုဒါကျွန်တော်ပြောပြပေးမယ်ဒီနေ့လို့ဒီနေ့စွမ်းနဲ့24နာရီ48နာရီအတွင်းမှာငွေဝင်ပါတယ်ငွေဝင်ဆိုတဲ့နေရာမှာ အလုံးမလုံးတဲ့သူတွေအတွက်တော့ငွေရတော့ ်ဝင်နိုင်မှာမဟုတ်ပါဘူးเนาะလုပ်ငန်းစီးပွားရေးအနေနဲ့ပတ်သက်ပြီးတော့ရှာဖွေနေတဲ့သူတွေအဲ့လိုလူမျိုးတွေအတွက်ငွေအဆက်မပြတ်လဲဝင်တယ်လက်လပါလဲတိတိတသားနဲ့ပတ်သက်ပြီးတော့ထူးလဲထူးခြားတယ်အဲ့ဒါတော့စားစားနဲ့မိမိလက်ကိုပုတ်ကမယ်လောရမယ့်အချိန်ကာကမနက်ပိုင်း6နာရီဖြစ်ရင်ဖြစ်မဖြစ်ရင်ညနေပိုင်း6နာရီမိမိရဲ့လက်ဝါးပေါ်မှာ စားလေးနှစ်ဆုံးလောက်လောက်ဝါပေါ်တင်လိုက်မိန်းကလေးတွေဆိုရင်ဘယ်ဘက်ကိုစပြီးတော့လောက်ဝါပေါ်တင်မယ်ယောက်ျားလေးဆိုညာဘက်ကိုလောက်ဝါပေါ်တင်မယ်စားလေးနှစ်ဆုံးလောက်ပြီးွားရင် အောက်ကခွက်ဒုံးမုတ်ဇလုံးဘုံလေးခံထားမယ်အဲ့ဘုံထဲမှာတန့်ပြန့်တဲ့ရေဖြစ်ကမယ်အဲ့တော့မိမိရဲ့လက်ကို စားနဲ့ပို့မယ်ပို့နေနဲ့ကိုဖြစ်ချင်တာဆူတောင်းမယ်ငွေကြေးလက်လာပါနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါစေငွေဝင်ပါစေလုပ်ငန်းကောင်းပါစေဟလာအခုလက်ရှိမတ်ဖြူစီမှသွားပြီးတော့ပြောမယ်ငွေကြေးကိစ္စအောင်မြင်ပါစေအဲ့လိုလေးပြောပြီးတော့လက်ဝါးနှစ်ဖောက်ကိုပို့မယ်ပို့ပြီးပြည့်ဆိုတာနဲ့ရေတက်တန်လေးအဲ့ကိုရဲ့လက်ကိုအောက်ထဲကိုဖိတ်ဆင်ခြင်းမရှိရဘူးဇလုံးတို့ရေဘုံတို့နော်စသည်တဲ့ကိုလက်ကိုဆေးရမယ်အဲ့ရေတက်တန်နဲ့ပဲဆေးလိုက် ရေတန့်ဆိုတဲ့နေရာမှာ ရေတန့်မှုလည်းရတယ်ကိုတုံးနေတဲ့ရေလည်းရတယ်ပြီးတာနဲ့ကိုလက်ဆေးထားတဲ့ရေကို ကိုရဲ့အိမ်ထဲလည်းမပတ်ရအောင်ခြံအပြင်ဘက်ကိုပတ်ရင်ပတ်အကောင်းဆုံးကတော့ရေချိုးခန်းတို့ရင်းလုံးအိမ်သားတို့အိတ်ထဲကိုခုနကကိုဆေးထားတဲ့စားရေကိုတုံချလိုက်ရင်ကောင်းတယ်အဲ့လိုလေးလုပ်ပြီးသွားပြီဆိုတိတိတတ်တာနဲ့ကိုငွေကိုဝင်ပါတယ် နေ့တိုင်းဝင်ခြင်းနေ့တိုင်းလုပ်ပါလုပ်ရမယ့်အချိန်ကမနက်6နာရီသို့မဟုတ်ညနေ6နာရီမှာလုပ်ပါနော်ဒါလေးကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်ယုံကြည်လေးနဲ့ပြုလုပ်ပါမိန်းကလေးဆိုဘယ်ဘက်လက်ဝါးပေါ်မှာစားအောင်ပုံမယ်ညာဘက်လက်နဲ့ပုံမယ်ယောက်ျားလေးဆိုရင်ညာဘက်လက်မှာပုံမယ်ဘယ်ဘက်လက်နဲ့ပုံမယ်ပုတ်ပြီးတဲ့အခါကျရင်တတ်မြန်သောရင်နဲ့ဆေးချမယ်ပုံလေးသို့မဟုတ် ဟလာခုနကဇလုံးလေးကိုစေချပြီးအဲ့ရီကိုချန်ပီယံလည်းရတယ်သို့မဟုတ်အိမ်သားတို့ရေချိုးကန်းလည်းရတယ်ကိုဖြစ်ချင်တာကိုဆူတောင်းမယ်လက်လာပါအတွက်